လာပါရှင် agilistic english မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့ဒီ unit 4မှာလူတွေရဲ့အလုပ်အကိုင်း jobs အကြောင်းပြောတဲ့ပုံစံလေးတွေကိုလေ့လာသွားပါမယ်ဒီ lesson မှာတော့ jobs vocabulary နဲ့အမ်အလုပ်အကိုင်းအကြောင်းပြောတဲ့ usage လေးတွေပေါ့နော်အသုံးနှုန်းလေးတွေကိုတွဲပြီးတော့လေ့လာသွားပါမယ်ညာတော့အပြင်ကိုယ့်ရဲ့အလုပ်အကိုင်းကိုမင်းလေးရှိတဲ့ပုံစံကတော့ what do you do မင်းဘာလုပ်လဲ Okay, ဒီလိုမေးလင်းရှိပါတယ်။ What do you do? What do you do? လို့ဆိုလို့ရှိရင်ကိုယ့်ဘက်ကပြန်ပြောလို့ရတာက I am something ပေါ့ Okay ကိုယ့်ရဲ့အလုပ်ကံပေါ့ဒီလိုပြောလို့ရပါတယ်ဥပမာကျမကဆရာမပါ Okay ဆရာမတယောက်ပါဒီလိုပြောခြင်းလဲဆိုလို့ရှိရင် I am a teacher I am a teacher Okay အဲဒါမဲ့များသောအားဖြင့် contraction form ကိုပဲသုံးလေးရှိတယ် okay unit 1မှာလည်းပြောခဲ့ပြီးသားပြီနော်အဲ့တော့ contraction form ကိုတုံးပြီးတော့ပြောမယ်ဆိုရင် i'm a teacher okay ဒါကိုအဲတဘာဝကြကြပေါ့နော် naturally ပြောမယ်ဆိုလို့ရှိရင် i'm a teacher i'm a i'm a okay i'm a teacher i'm a teacher ဒီလိုမျိုးခွဲပြီးတော့ပြောလို့မရှိဘူး okay i'm a teacher i'm a okay သို့မဟုတ် I work as a teacher ဒီလိုလည်းပြောလို့ရပါတယ်ကျွန်မဆီယာမတယောက်အဖြစ်အလုံးလုံးပါတယ်ပေါ့ um ညီမတို့ကဒီလိုပြောလည်းမရှိဘူး right english မှာတော့ဒီလိုမျိုးလေးလည်းပြောလည်းရှိပါတယ် okay i work as a teacher i work as a teacher သူကသွားဆရာဝန်မှာဆိုလို့ရှိရင် he is a dentist he is a dentist okay a dentist မဟုတ်ဘူးเนาะအ dentist e ရဲ့အမ်အတန်ထွက်ကအာအာ okay he is a dentist ဒါကိုအတူက contraction form ပြီးတော့ပြောမယ်ဆိုရင် he is a dentist he is a dentist okay သို့မဟုတ် he works as a dentist okay um he she အဲသို့မဟုတ်နာမည်တခုခုပေါ့နော်ကျော်ကျော် or john or michelle okay ဒီလိုဆိုလို့ရှိရင်နောက်က works okay verb မှာ s ထည့်ပေးရပါတယ် okay ဒီ um third person singular verb တွေကိုကျမတို့ now ယူနေကြလို့ရှိရင်အသေးစိတ်လေ့လာသွားပါမယ် okay လုံးဝစင်သိထားမှာက i you we they ဆိုလို့ရှိရင် work okay third person singular ဖြစ်တယ် he she တို့မဟုတ်နာမည်ပေါ့เนาะယောက်ျားလေးနာမည် main ကလေးနာမည်ဒီလိုဆိုလို့ရှိရင် works okay တယောက်တည်းဆိုရင် works နောက်မှာ s ထည့်ပေးရတယ် verb နောက်မှာ okay she's an engineer သူမက engineer တယောက်ဖြစ်တယ် she's an engineer okay engineer ရှေ့မှာ and ထည့်ထားတယ် article and ထည့်ထားတယ်ဘာဖြစ်လို့လဲဆိုတော့ engineer ကရှေ့က vowel အတန်းနဲ့စတယ် okay a e o r ဟေ့ဒီလိုမျိုးဘာဝအတန်နဲ့စတဲ့နောင်းနေရဲ့ရှေ့မှာ and လိုက်ပေးရပါတယ်။ဟေ့တခုတကောင်တယောက်ပေါ့နော်ပြချင်တယ်ဆိုလို့ရှိရင်ရှေ့မှာ and လိုက်ပေးရပါတယ်။ Okay ဆောဆောက teacher ဆိုလို့ရှိရင် okay dentist ဆိုလို့ရှိရင် d okay စတဲ့ consonant အတန်ပေါ့နော် d အတန်နေနဲ့စတဲ့အတွက်ကြောင့် a လိုက်ပေးရပါတယ်။ โอเคဒီလိုမျိုးတရအတန်မြန်မာမှာဆိုလို့ရှိရင်အာဥဣအ right ဒီလိုမျိုးအာတရအတန်နေနဲ့စရတယ်ဆိုလို့ရှိရင်ရှေ့မှာ n လိုက်ပြရပါတယ်โอเคသူရဲ့အနောင်ရှေ့မှာ n လိုက်ပြရပါတယ် she's an engineer she's an engineer သို့မဟုတ် she works as an engineer she works as an engineer โอเคအာအာတန်လေးကိုလည်းမမေ့နဲ့နော် were war war okay ပြီးတော့ work work okay my brother is an entrepreneur ကျမရဲ့မောင်က entrepreneur တယောက်ဖြစ်တယ် okay entrepreneur ဆိုတာကအခုနောက်ပိုင်းမှာအရန်ကိုခေတ်စားနေတာပေါ့ right ဆွန်ဦးတီထွင်သူပေါ့ okay တခုခုကိုအဲကိုကစပြီးတော့အစ်တီထွင်ပြီးတော့လုံကိုင်းတာပေါ့လုံကိုင်းနေသူပေါ့ okay အာဥပမာ Facebook ကိုတီထွင်တဲ့ Mark Zuckerberg လို့မျိုးပေါ့ okay Mark Zuckerberg ဆိုလို့ရှိရင် तू က entrepreneur လို့ပြောလို့ရပါတယ် right um entrepreneur entrepreneur okay အတူတူလိုက်ပြောကြည့်နော်တလုံးချင်းစီ um syllable တစ်ခုစီအရင်ပြောကြည့်မယ် entrepreneur အာသန်လေးနောက်မှာသုံးသွားတယ် right အာသန်လေး ਨੇ nor entrepreneur entrepreneur okay entrepreneur my brother is an entrepreneur ဘယ်မှာလုပ်လို့လဲဆိုတာကိုအတိအကျပြောချင်လို့ရှိရင် work at နဲ့ပြောလို့ရှိပါတယ် work at ဥပမာဆရာမဆိုလို့ရှိရင်ကျောင်းမှာအလုပ်လုပ်မှာပေါ့ right? So I'm a teacher. I work at a school. They work at a hospital. Through a They work at a hospital. Okay. Uh, British law solution hospital. Hospital. Okay. Uh, American diamond hospital. They're nurses. They work at a hospital. They're nurses. They work at a hospital. My cousin works at a restaurant. ကျမရဲ့ဝမ်ခွဲမောင်နှမကစားသောက်ဆိုင်တစ်ခုမှာအလုပ်လုပ်ပါတယ်။ Okay. My cousin works at a restaurant. စားသောက်ဆိုင်ကို restaurant သို့မဟုတ် restaurant လို့အတန်ထွက်လေရှိပါတယ်။များသောအားဖြင့်တော့ restaurant ကအသုံးများပါတယ်။ Okay. restaurant my cousin works at a restaurant. He's a waiter. သူကအဲစပွဲထိုးတယောက်ဖြစ်တယ်။ Okay, waiter ဆိုတာစပွဲထိုးပေါ့။ Waiter. Waiter. Okay, ဒါယောက်ျားလေး waiter ပေါ့။မိန်းကလေးဆိုလို့ရှိရင် waitress. Waitress. My cousin works at a restaurant. She's a waitress. My uncle works on a farm. ကျွန်မရဲ့ဦးလေးကလဲထဲမှာအလုပ်လုပ်ပါတယ် farm ဆိုတာကဒါလဲပေါ့နော် farm လဲဆိုလို့ရှိရင်လဲထဲဆိုလို့ရှိရင် work on နဲ့ပြောပါတယ် work at နဲ့မပြောတော့ပါဘူး okay ဒါလေးကမှားတတ်ပါတယ်မြန်မာလိုဆိုလို့ရှိရင်လဲထဲဆိုတော့ work in နဲ့လည်းမှားတတ်ပါတယ် english မှာဒီလဲပေါ့နော် farm ဆိုလို့ရှိရင် work on နဲ့ပဲသုံးပါတယ် okay ဒီမှာ my uncle ဆိုတော့ works on okay my uncle works on a farm he's a farmer my uncle works on a farm he's a farmer my brother-in-law works on construction sites ကျွန်တော်ရဲ့ယောက်ဖကစောက်လုပ်ရေးဆိုင်မှာလုပ်ပါတယ် construction site ဆိုတာကဒါစောက်လုပ်ရေး site ခင်ဒီလိုမျိုး construction site ဆိုလို့ရှိရင်လည်း on နဲ့ပဲပြောပါတယ်ခင် work on my brother in law works on construction sites sites မှာ s ထည့်ပြီးတော့ပြောပြရတယ်ကိုပမာလောက်ပါတယ်ဆိုတော့ပြောချင်ရင် s ထည့်ပြီးတော့များသောအားဖြင့်ပြောလို့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ construction site တွေကအဲတခုပြီးခုတနေရာပြီးတနေရာပြောင်းပြီးတော့လုပ်နေရတဲ့အတွက်ကြောင့် construction sites work on construction sites လို့ပြောလို့ရှိတယ် Okay. My brother in law works on construction sites. He's a construction worker. သူကဆောက်လုပ်ရေးအလုပ်သမားတယောက်ပါ။ Construction worker ဆိုတာကဆောက်လုပ်ရေးအလုပ်သမားပေါ့။ Okay, ဒါတော့ US မှာခေါ်လေးရှိတယ်အသုံးနှုန်းပေါ့ construction worker construction worker UK မှာတော့ builder လို့ခေါ်လေးရှိပါတယ် builder builder အဲ့ဒီတော့ he's a builder ဒီလိုလည်းပြောလို့ရပါတယ် he's a construction worker သို့မဟုတ် he's a builder my brother-in-law works on construction sites he's a construction worker နောက်တစ်ခုအလုပ်ကိုင်းနဲ့ပတ်သက်ပြီးသိထားသင့်တဲ့ဝေါ်ဟာရလေးက work in work in okay ဒါတော့ကိုဘယ်ဌာနမှာလုပ်တယ်ဆိုတာကိုပြောချင်တဲ့အခါမှာ work in နဲ့သုံးပါတယ် โอเคဥမာကိုက accounting department မှာလုပ်တယ်ပေါ့နော်ကိုက accountant accounting department မှာလုပ်တယ်ဆိုလို့ရှိရင် I work in the accounting department I work in the accounting department Okay เจ้ามาဆိုလို့ရှိရင်လည်းအင်္ဂလိပ်စာ department မှာအင်္ဂလိပ်စာဌာနမှာလုပ်ပါတယ်ဆိုလို့ရှိရင် I work in the English department I work in the English department โอเ โอเคสะทะเพียงบ่เนาะดีโลမျိုးฐานะတွေကိုပြောပြလို့ရတယ်တခုတတိထားမလို့မိလားမသိဘူးโอเคฐานะတွေဆိုလို့ရှင်အရှိမ the ထည့်ပြရတယ်โอเค I work in the English department I work in the accounting department I work in the sales department โอเคสะทะเพียงบ่เนาะနောက်တစ်ခုကကိုယ့်ရဲ့အလုပ်ကံကဘယ်သူတွေနဲ့ထိတွေ့ဆက်ဆံရလဲဆိုတော့ work with ဆိုတဲ့ဝေါ်ဟာရပဲโอเค work with work with ဒါကတော့အာကိုနေ့စဉ်မှာပေါ့เนาะအလုံးမှာဘယ်လိုနဲ့ deal လုပ်ရလဲโอเคဒီလိုမျိုးပုံစံနဲ့ပြောတာဖြစ်တယ်ဥပမာ I'm a teacher I work with students โอเคကျမကဆရာမတယောက်ဖြစ်တယ်အဲ့တော့ကျမကနေ့စဉ်မှာဘယ်လိုနဲ့တွေ့ရလဲအမ်ကျောင်းသားတွေနဲ့အလုံးလုပ်ရတယ် right အဲ့တော့ I'm a teacher I work with students. Emily is a nurse. She works with patients. Okay, Emily ya nurse ma tiao phit de, da chang tu a ne lou le, luna ne lou lou wa Okay, luna ne dio lou wa de. a nurse. She works with patients. Patients. Okay, luna Patients. Emily is a nurse. She works with patients. John and Kathy are veterinarians. Veterinarians. That are three sons. Yeah, okay. Veterinarians. That means two girls. You know, my daughter is vet. Look over. Okay. Three sons. Yeah, vet. Vet. Okay. My vet, vets. Right. John and Kathy are vets. They work with animals. Through our three sons, you know, they look Okay. John and Kathy are veterinarians. Domho, John and Kathy are vets. They work with animals. My friend is a sales assistant. Okay. Sales assistant Sales assistant. Sales assistant. Okay. Uh, my friend is a sales assistant. she works with customers customer တွေနဲ့သူကဒီလိုလုပ်ရတယ်ပေါ့ okay she works with customers my friend is a sales assistant she works with customers ကျမတို့ဒီ lesson မှာ jobs နဲ့ပတ်သက်တဲ့ vocabulary နဲ့ usage တွေကိုလေ့လာခဲ့ပါတယ်နောက် lesson ကြရင် speaking လေ့ကျင့်ကြမယ်เนาะ